ကမ္ဘာအကြီးဆုံးမျိုးစိတ်ဖြစ်တဲ့ရေငန်မီချောင်းနေမင်္ဂလာပါယူသားအနေနဲ့မှပရိသတ်ကြီးကမ္ဘာပေါ်မှာအကြီးမားဆုံးနဲ့အကြောင်းရင်းညဆုံးအန်ဒီယန်ရှိဆုံးရေထဲမှာတွားတွားတက်တော်တော်ကောင်ကိုမေးပါဆိုရင်တော့ရေငန်မီချောင်းတွေကိုပဲဖြေရမှာဖြစ်ပါလိမ့်ဒီမီချောင်းကြီးတွေဟာဒိုင်နိုဆောခေတ်ကလေးကရှင်သန်လာတဲ့သက်ရှိကြောင်းဖြစ်ရုပ်ကျွေးနေလိုပါပြီသရီးရဲ့ခန္ဓာကိုယ်ကြီးမားမှုအစွမ်းထက်တဲ့အမေးလိုက်နိုင်စွမ်းနဲ့လူတွေကိုပါအန်ဒီယန်ဖြစ်စေနိုင်တဲ့သဘာဝကြောင့်မလို့သူတို့ကိုတင်မင်းနေရဲ့ကိုယ်စလဲတို့တော်မှတင်စားခေါ်ဝေါ်ကြပါသေးတယ် သရေရဲ့ကြီးမားတဲ့အရွယ်စားကဘလောက်တောင်မှကြီးတယ်လဲဆိုရင်ကောင်းငယ်တစ်စီးလောက်ထိရှိတာဖြစ်ပါလိမ့်ဒီနေ့မှတော့ကဘာအကြီးဆုံးရေငန်မီချောင်းမျိုးစိတ်အကြောင်းကို user entertainment ကတင်ဆက်ပေးကြပါလိမ့်ရေငန်မီကြောင်းတွေဟာအဓိကအားဖြင့်အိန္ဒိယအရှေ့တောင်အာရှအော်စတြေးလျမြောက်ပိုင်းနဲ့ပစိဖိတ်ကျွန်းတွေမှာအများဆုံးတွေ့ရပါသည်။သူတို့ရဲ့နာမည်အတိုင်းပင်လယ်ရေငန်မှာနေထိုင်နိုင်သလိုမြေရေကြိုတွေရွှေ့နှုန်တွေပါပါနေထိုင်နိုင်စွမ်းရှိတဲ့အတွက် ကျေပြန့်တဲ့နေထိုင်ရာနယ်မြေကိုပိုင်ဆိုင်ထားကြပါလိမ့်။အရွယ်ရောက်ပြီးပြီဖြစ်တဲ့အထီးတွေဟာပြင်းများအားဖြင့်အရှိ၁၄ပြီကနေ၁၈ပြီ၄ဒသမ၃မီတာကနေ၅ဒသမ၂မီတာလောက်အထိအရှိရှိပြီ။တခါတရံမှာဆိုရင်ပြီး20မီတာနဲ့ဆိုရင်6မီတာထပ်ပိုရှိတဲ့မိချောင်းကြီးတွေကိုပါတွေ့ရတတ်ပါလိမ့်။မြန်မာနိုင်ငံမိမလကျုံကမိချောင်းကြီးတွေဟာလည်းပဲအရွယ်အစားတော်တော်ကြီးတဲ့အထင်မှာပေါ်ပါလိမ့်။ရေငန်မိချောင်းကြီးတွေရဲ့ကိုအလေးချိန်ဟာပေါင်၁၀၀၀ကနေပြီးတော့ပေါင်၂၂၀၀လောက်အထိရှိတတ်ပြီ။ကီလိုဂရမ်နဲ့ဆိုရင်တော့ 450ကီလိုဂရမ်ကနေ1000ကီလိုဂရမ်အထိရှိပါသည်ဒီလိုကြီးမားတဲ့အရွယ်အစားဟာသူတို့ကိုအမေးလိုက်ရမှာအားသာစေတာပါဒီမီချောင်းကြီးတွေရဲ့အမေးလိုက်တဲ့နီလန်ကတော့အလွန်ထိရောက်ပြီးကြောက်မက်ဖွယ်ကောင်းပါသည်သူတို့ဟာရေထဲမှာအချိန်ကြာကြီးမလုံးမရှက်ငုံရှိုးနေနိုင်ပြီးသားကောင်က အနာနာကိုရောက်လာတဲ့အခါကျမှရုတ်တရက်ခုံထွက်တိုက်ခိုက်ကြတာပါဒီကောင်ကြီးရဲ့ကြိုက်အားကိုလည်းအထင်မသေးလိုက်ပါနဲ့ ရင်ငံမီကြောင်ရဲ့အကိုက်အားဟာကဘာပေါ်မှာရှိတဲ့တလိမ့်ဆန်တွေထဲမှာအပြင်းထန်ဆုံးတွေကတစ်ခုဖြစ်ပြီးလူကိုလွယ်တကူကိုက်ချေနိုင်စွမ်းရှိသလိုတံမဏိပေါင်တွေကိုတော့မှကျိုးပဲ့သွောင်းကိုက်ပြစ်နိုင်စွမ်းရှိပါသည်။သူတို့ဟာအကောင်ကြီးတဲ့တမင်နေဝတ်ဒီနွားရီနဲ့ရင်းနေတတ်တော်တွေကိုစားသုံးပြီးလှစ်ဝတ်စွာတိုက်ခိုက်တတ်တဲ့ထိတ်တန်းသားရဲတွေပဲဖြစ်ပါသည်။ရင်ငံမီကြောင်ရဲ့မျိုးပွားမှုစနစ်ကလည်းတာမန်မဟုတ်ပါဘူး။အရန်ထူကြပါသည်။သူတို့ဟာတစ်ချိန်မှာဥပေါင်း60ကနေ60လောက်အထိဥချလေးရှိပြီး မိเจ้าမတွေကဥရီကိုလုံခြုံစွာကာကွယ်ပေးသွားတယ်။မိเจ้าမတွေကဒါသမီးတွေကိုဂယူဆိုင်ကြပြီးဥရီပေါက်လာတဲ့အခါကျတော့ရေထဲကိုဘေးကင်းစွာရောက်ရှိအောင်ကူညီပေးရပါတယ်။ဒါပေမဲ့ပေါက်ခါစားမိเจ้าပေါက်လေးတွေဟာငတ်တီငါးရီနဲ့အခြားသားရဲတွေရန်ကနေအသက်ရှင်ဖို့အတွက်ခက်ခဲကြမ်းတမ်းတဲ့ဘဝကိုပထမဦးဆုံးရင်ဆိုင်ကြရပါတယ်။ညီကောင်ကျောင်းအဖြစ်ရေငန်မိเจ้าတွေဟာတဘာဝရဲ့အင်အားကြီးမားမှုနဲ့เจ้าမဖွဲ့ရကောင်းမှုကိုပြသနေတဲ့တက်ရှိတက်တော်တကောင်ပဲဖြစ်ပါတယ်။ တို့ရဲ့ဂျေးမားရဲ့အရွယ်အစားလှိဝက်ပြီးအစွမ်းထက်တဲ့အမဲလိုက်ဆွမ်းရည်တွေကြောင့်ဒီမိချောင်းချီတွေဟာတို့ရဲ့နေထိုင်ရာပတ်ဝန်းကျင်မှာဘယ်သူမှမရှင်နိုင်တဲ့သခင်တွေဖြစ်တည်ရှိနေပါလိမ့်။လူတွေဟာတို့ရဲ့ရေပြင်မှာနေထိုင်တဲ့အခါမှာအထူးဂရုစိုက်ဖို့အတွက်လိုအပ်ပြီးဒီလိုသဘာဝရဲ့အန်အိုးပဲတတ္တဝါဂျီတွေကိုထိမ့်သိမ်းစောင့်ရှောက်ဖို့ပါလိမ့်ကျွန်တော်တို့ရဲ့တာဝန်ဖြစ်ပါလိမ့်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာ။အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။